ဲ့အားလုံးမင်္ဂလာပါလို့ဒီကောင်းလေးတော့16ချိန်မှာ9ခါတိုင်း9နောက်ပိတ်ပေါ့နော်16ချိန်မှာ3နောက်ပိတ်14ချိန်မှာဒါ9ခါပေါ့ရဖောင်းပေါင်းချင်းဖွင့်ပေါ့နော်24ချိန်မှာ10နောက်ပိတ်ပေါ့နော်အဲသူ့ရဲ့နောက်တစ်နှစ်မှာ39မွေးကနန်းထွက်တယ်ပေါ့ဗျာအဲ39ပဲလေမွေးကနန်းထွက်တယ်ပေါ့နော်နာလေးနော် ခုနှစ်နှစ်ချာပေါ့နော်သူကနေပြီးတော့ဒီမှာ66ဒီမှာ9ခါတိုင်း9ခါပေါ့နော်14ဒီမှာ9ခါသူဆောင်မှာ9ခါ3ခါနဲ့ဆောင်းခွန်ပေါ့နော်အဲ့ပြီးတော့24နှစ်လေးချိန်မှာရှင်းတော့ပြီပေါ့နော်39နှစ်မွေးကနန်းထွက်တယ်ပေါ့နော်39နှစ်မွေးကနန်းထွက်တယ်ပေါ့သူကနေပြီးတော့ကျွန်တော်တို့ဒါ9နှစ်ချားပဲ16ချိန်မှာ9ခါတိုင်း9နောက်ပဲပေါ့နော်3နောက်ပဲ14ချိန်မှာ9ခါဇောင်းခွန်ပဲပေါ့နော်24နှစ်လေးချိန်မှာ10ပဲပေါ့ အဲ့လိုလေးပိတ်ပြီးတော့သူဘာလုပ်လို့လဲဆိုတော့အဲကျွန်တော်တို့ရောက်ကတိသွားမယ်ဆိုရင်ပေါ့နော်ရောက်ကတိသွားမယ်ဆိုရင်ဒီ3ည9ရက်ဆောင်းကဒီ335ဆိုတဲ့ခဏကအဲတနည်းနည်း3ည3ည4ည6မြောက်မှာသူလိုက်ထွက်တယ်ပေါ့နော်533ဒီ3ည9ရက်ဆောင်ကဒီ3ကလေးကလည်းတနေ့နေ့3နှစ်4နှစ်4နှစ်မြောက်မှာကျွန်တော်တို့တနေ့3 4နှစ်မြောက်မှာလိုက်ထွက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီဘက်ညမှာ3ည9မှုကျန်တာပေါ့နော်ဒီမှာ အဲ၃ခုနှစ်မွေးကနေအဲ့တော့၃ခုနှစ်ရဲ့ဇောင်းကဒီ၈၆ခုနှစ်တနည်းနည်း၃နှစ်၄နှစ်မြောက်မှာလိုက်ထွက်ဆိုပြီးကျွန်တော်လိုင်းပေါ်မှာပြခဲ့ဘူးလေပေါ့နော်အဲ့တော့သွားတင်တဲ့ message ကဒီ၃နှစ်ခွန်ကဒီကောင်ကတော့ကျွန်တော်တို့ကအဲသူ့ရဲ့မြင်းကုန်မှာထွက်တဲ့ဒီလေးပိတ်နဲ့ကနန်းကဒီလေးပိတ်ကြောင့်ပေါ့နော်သူ့ရဲ့ဘေးနဲ့ကကနန်းကိုလေးထိတ်နဲ့ကနန်းကိုဒီမှာအကွက်ရွှေ့ရွှေ့ခဲ့တယ်ပေါ့နော်အဲ့တော့ ဒီ၃နှစ်ခွန်ကနေပြီးတော့ထောက်တဲ့ကဏ္ဍကသူ့ရဲ့အောက်တပင်ကျော်ကဒီကိုဘရိတ်ပေါ့နော်ဒီခွန်ချစ်လေးဆိုတဲ့ကဏ္ဍကလည်းကျွန်တော်တို့သူကနေ၃နှစ်၄နှစ်၃နှစ်၄နှစ်၅နှစ်မြောက်မှာလိုက်ထွက်ထားတာရှိတယ်ပေါ့နော်အဲဒါမျိုးလေးပေါ့ဟုတ်ပြီနော်အဲဒီမှာဆိုလဲကျွန်တော်တို့ကဒါ၃၃ရက်ခွန်ရဲ့ဆောင်က၃ရက်ရဲ့၃နှစ်၄နှစ်၃နှစ်၄နှစ်မြောက်မှာ လိုက်ထွက်ထားခဲ့တယ်ပေါ့နော်အဲ့တော့3ခွန်နစ်ကနေပြီးတော့ထုတ်တဲ့ကဏ္ဍကလည်းသူ့ရဲ့အောက်တပင်းကြောင်မှာ၄ဘိတ်ကြောင့်သူ့ရဲ့မြင်းကုံမှာ၄ဘိတ်နဲ့သူ့ရဲ့ဘေးနစ်က၄ထိန်နဲ့ကဏ္ဍကိုလိုက်ထွက်ထားခဲ့တယ်ပေါ့နော်အဲ့တော့3ခွန်နစ်ရဲ့အောက်တောင်းတပင်းကြောင်ကဒီပဋိရှိဆိုတဲ့ကဏ္ဍကလည်းတနည်းနည်းနည်း3နှစ်၄နှစ်မြောက်တနည်းနည်းနည်း3နှစ်၄နှစ်5နှစ်မြောက်မှာသူလိုက်ထွက်တယ်ပေါ့နော်ဒါအကွာဝေးအတူတူပဲနော်သူကနေတနည်းနည်းနည်း3နှစ်၄နှစ်5နှစ်မြောက်မှာဒီ၄ရှိခွန်လိုက်ထွက်တာပဲဒီမှာလည်း၈၉တက်လိုက်ထွက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့က ဒီ390ရဲ့ဇောင်းကဒီ6ခွန်ကတနည်းနည်းနည်း3နည်း4နည်းမှာလိုက်ထွက်လို့ဒီ3ခွန်နည်းရဲ့အောက်တပင်ကြောင့်မှာတစ်ပိတ်ကြောင့်သူ့ရဲ့မြင်းကုံကဒီတစ်ပိတ်နဲ့ခဏန်းကသူ့ရဲ့ဘေးနဲ့ကတစ်ထိတ်နဲ့ခဏန်းပေါ့နော်ကျွန်တော်တို့အားလုံး6 6တည်းတိထိုးခဲ့တာပါအဲမှာကုန်းကတည်းဆိုပြီးတော့ထွက်ထားခြင်းကြောင့်ဒီ3ခွန်နည်းရဲ့အောက်ဇောင်းတပင်ကြောင့်ကဒီ1 1 3ဆိုတဲ့ခဏန်းတစ်ခွက်ကဒီဘက်နှစ်ကိုပေါ့နော်ဒီ1 1 3 4 5နှစ်မြောက်ကို1 1 3ထွက်เสียရရှိတယ်လို့အဓိကပြချင်တာပေါ့နော်ဟုတ်ပြီ idea မှာကျွန်တော်တို့ပြီးခဲ့တဲ့ နှစ်စာပိုင်းပေါ့နော်ကနဦးပဲကျွန်တော်ပြခဲ့ဘူးတဲ့အဲ့ထဲမှာပဲသူကဘာရှိလဲဆိုတော့ဒီ၄၅၆ကိုနှစ်ပင်ကျော်ကကနန်းတူကနန်းကိုနှစ်ဆိုင်ပြခဲ့ဘူးတဲ့နော်၆၅လေးဒီ၆၅လေးထွက်တာရှိတယ်ဒါကတမျိုးပေါ့နော်အဲ့ဖရင်ထဲမှာပဲသူက၄လေးကိုလေးကိုအဲ၄လေးကိုဆိုပြီးတော့နှစ်ပင်ကျော်ကနန်းထွက်ဆိုပြီးတော့ကျွန်တော်ပြခဲ့ဘူးတဲ့ကျွန်တော်တော့၄ထိပ်တင်နဲ့ခေါ်တာပေါ့နော်ထွက်တော့ဒီမှာ၉ထိပ်နဲ့လာထွက်တာဒီမှာလည်းကျွန်တော်တို့၉ခွန်ရှိကိုနှစ်နှစ်ကျော်ကကနန်းကိုခွန်ရှိကိုလို့ဒီမှာဒီဆိုင်နဲ့ပဲပြီးသွားတယ်အဲ့ဒါနှစ်ဆပိုင်းကျွန်တော်တင်ခဲ့ဘူးတဲ့ ဒါတတိပွဲမှာတော့ကျွန်တော်မပါဘူးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ကအဲ့ညချင်းမှာတဲ့ခရင်ကဆွဲရတာမဟုတ်တော့ပေါ့နော်ဆွဲရတာမဟုတ်တော့ဒီ16ကျင်းမှာ6ခါတိုင်း9ခါပိတ်16ကျင်း3ခါပိတ်နဲ့ချင်းမှာတခုတော့၄ထိပ်ရဲ့တစ်နှစ်ကျော်မှာ၄ထိပ်စီးနဲ့ပရိလေးဆိုတဲ့ကဏ္ဍတစ်ခုကသူ့ရဲ့နောက်တစ်နှစ်ကိုလိုက်ထွက်တယ်ပေါ့နော်ဟုတ်ပြီနော်အဲ့လိုလိုက်ထွက်ပြီးမှကျွန်တော်တို့အဲ့ညထဲမှာ၄အပိတ်၄အပိတ်တန်းပြီးတော့သူ့ရဲ့ ်မြင်းအဲ့သူ့ရဲ့ဟိုပါဘောနော်သူ့ရဲ့ဇောင်းမှာထွက်တဲ့ကနန်းကအဲ့ငယ်သေးကပြန်ကြပါဘောနော်ကျွန်တော်ရှီပေါင်းရှင်းနဲ့ဖမ်းဆိုတာအမှန်ဒီတပင်ကျော်ကနန်းထွက်ပြီးမှဒီကနန်းကဘယ်လိုဖြစ်ရမှာပေါ့ဒါပေမဲ့သူကဒီ၄ဘေး၄ဘေးရဲ့ဇောင်းမှာပြန်ကြကြတယ်သူ့အပေါ်မှာဒီဇောင်းတပင်ကျော်ကနန်းမတက်ထားခဲ့ဘူးပေါ့နော်ဒါလေးလည်းတစ်ချက်ပြန်ပြီးတော့ပြန်ပြပြီးတာပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့အဲ၁၆ဂျင်မှာ၉ခါနဲ့9တော့ပဲ၁၉ဂျင်၃တော့ပဲပေါ့နော်အဲ့ဒီတိုင်မှာတခုတော့၃ထိပ်စီရဲ့တစ်နှစ်ကျော်မှာ၄ထိပ်စီနဲ့ဗရိတ်၃ဆိုတဲ့ကနန်းကသူ့ရဲ့နောက်တဲ့နှစ်ကိုလိုက်ထွက်တာပေါ့နော်အဲ့လိုလိုက်ထွက်တဲ့နှစ်ထဲမှာသူက၃အပိတ်၃အပိတ်နှစ်ချက်တန်းပြီးတော့သူ့ရဲ့ တဲ့တယ်မှာပေါ့နော်သူကရှေးပေါင်း9နဲ့ပြန်ကြပါပေါ့နော်ဒီမှာလည်းရှေးပေါင်း9နဲ့ကျွန်တော်ကဒီမှာကြတော့တတိယကတ်မှာကြတော့ကျွန်တော်တို့16ကျင်း9ခါတိုင်း9နောက်ပိတ်18ကျင်း3နောက်ပိတ်ပေါ့နော်အဲ့ဒီထဲမှာတစ်ခုသောနှစ်ထိပ်ကိုသူ့ရဲ့ငင်းကုံမှာသူ့ရဲ့တဲ့တယ်ပေါ့နော်၄7ခုံဆိုတဲ့ကဏ္ဍကသူ့ရဲ့နောက်တစ်နှစ်ကိုလိုက်ထွက်ထားခြင်းကြောင့်ကျွန်တော်တို့နှစ်ပိတ်နှစ်ပိတ်ဒီမှာတူတာပေါ့နော်သူ့ရဲ့စောင်းမှာကျွန်တော်တို့ပြန်ကြဆိုပြီးဖမ်းဆုပ်တာပေါ့အမှန်ဒီနေရာမှာ669ကိုဒီမှာ669လို့ထွက်ခဲ့ရင်ပို့ပြီးတော့ကျွန်တော်တို့လှတာပေါ့နော်သူကတော့ အဲ့လိုတော့မဟုတ်ဒါပေမဲ့ရှီပေါင်းရှင်းနဲ့ကျွန်တော်တို့ပြန်ကြားဒီနေ့မှာအောင်ခဲ့တယ်အဲ့တော့သူ့ရဲ့အဆက်တင်နေနဲ့ဘယ်လိုဆော့လဲဆိုတော့တဲ့ဘယ်လိုဆော့လဲဆိုတော့ဗောနော်အဲ့နှစ်ထဲမှာတဲ့သူကဒါ၄ဘိတ်၄ဘိတ်ဗောနော်ကျွန်တော်ဂျန်နာရတော့ဒီမှာအဟောင်းထဲမှာကျွန်တော်ရှုပ်ရက်ခံနေလို့ကျွန်တော်မပြတော့တာဒါအဟောင်းဗောနော်အဟောင်းထဲမှာရှုပ်ရက်ခံလို့မပြတော့တာအဲ့မှာကျွန်တော်တို့ကသွားခြင်းနဲ့ message ကဒီပွဲမှာသူကဒီ၄ဘိတ်၄ဘိတ်တော့မှလည်းပြန်ကြားလေးကြားခဲ့ပြီအဲ့နှစ်ထဲမှာသူက၆နောက်ဘိတ်ကပိုင်းပြီဗောနော်ဒီ၃လုံးကသူ၄လို့ချုပ်တယ်ခွန်တ၄ဗောနော် ခွန်တလေးပေါ့တုံးပေါင်းပေါင်းချင်းကကျွန်တော်လေးလို့ချုပ်တယ်သူ့အောင်မှထွက်တယ်ဒီ960ဆိုတဲ့ကဏ္ဍကတနည်းနှစ်နှစ်ကျော်ကကျွန်တော်တို့ဒီ890ပေါ့နော်9ခါနဲ့ကဏ္ဍဘာလို့လဲဆိုတော့ဒီ၄ဘိတ်၄ဘိတ်ရဲ့အကောင်မှာရှေးပေါင်း9နဲ့ပြန်ကြမလို့အဲ့890က9ခါနဲ့ကိုသူ့ရဲ့ဘေးမှာခွာ9လို့ခံရမှာအဲ့ဒီ၄ဘိတ်၄ဘိတ်ကသူ့အောင်ကောင်မှာ၄ထိပ်စီးနဲ့ကဏ္ဍတစ်ခွက်ကလည်းကျွန်တော်တနည်းနည်းနည်း၃နှစ်၄နှစ်၅နှစ်မြောက်မှာထွက်ထားရမှာအဲ့လိုထွက်ထားတဲ့ဇောင်းကဒီ890ဆိုတဲ့ကဏ္ဍကသူ့ဘေးမှာလည်းသူက6ခါမလို့ခွာ9ခါခံရမှာအဲ့လိုခံမှဒီ890ကိုသူက 6နောက်ပိတ်ကပုံတည်ပေါ့နော်ခွန်တေး6ဆိုပြီး3နောက်ပိုင်းရင်4ဖြစ်ပြီးမှသူ့ရဲ့အောက်မှာလိုက်အောင်လာဒါကပထမတစ်ခက်နော်အဲဒုတိယကက်ကလည်းကျွန်တော်တို့အဲ့လိုပဲဒီ3ပိတ်3ပိတ်ရဲ့တော့မှရှီပေါင်းကုန်းနဲ့ပြန်ကြကြတယ်ပေါ့နော်ကြာပြီးတဲ့နေ့သူကဒီ6နောက်ပိတ်ကပုံတည်ဒီ3လုံးက4ပေါ့နော်4 4 6ဆို4ဖြစ်မှာပေါ့4 4 6ဆိုတော့4ဖြစ်ပြီးတော့သူကသူ့ရဲ့အောက်မှာထွက်တဲ့ဒီ သုံးကိုတက်ဆိုတဲ့ကဏ္ဍကတနေ့နှစ်နှစ်ကျော်ကသူကရှေးပေါင်းကိုနဲ့ပြန်ကြမှာတော့တနေ့နှစ်နှစ်ကျော်ကခိုးခါတိုင်းနဲ့ပေါ့နော်သူသပေးမှလည်းခွာကူးခံတယ်ပေါ့ဗျအဲသူ့အောက်မှာတော့လေးထိပ်ပြီးတော့သုံးထိပ်ပေါ့ဒီသုံးပိတ်သုံးပိတ်ကြီးရောက်ဘသုံးထိပ်ကြီးရဲ့ဇောင်းကဒီသုံးကိုတက်ကိုသူကဒီမှာသုံးကိုတက်လို့လိုက်ထွက်တာပေါ့နော်ထွက် ပြီးတာနဲ့သူ့အောက်မှာဆော့မယ်ဟာပေါ့နော်ဒါဆိုကျွန်တော်တတိယကတ်မှာလည်းကျွန်တော်တို့ကမိခရက်ပွဲကကျွန်တော်မြင်ပြီးတော့ကျွန်တော်လည်းမထိုးမိဘူးလိုင်းပေါ်လည်းကျွန်တော်မတင်မိတာပေါ့နော်9 3 6ဆိုပြီး3လုံးပေါင်းရင်6ပိတ်နဲ့4ဖြစ်တယ်အဲ့အတွက်သူ့အောက်မှာထွက်မဲ့ကဏ္ဍကတနေ့2နှစ်ကျော်ကလာမဲ့ကော ိုက်ထရမှာဘာလို့တွားမြင်လဲဆိုတော့အဲဒီနှစ်ပိတ်နှစ်ပိတ်ကြောင့်ပေါ့နော်သူ့ဆောင်မှာနှစ်ထိပ်စီးနဲ့ဒီဘက်ကိုထွက်ထားတဲ့ကဏ္ဍဆိုနှစ်၅ရှိရှိမယ်နှစ်၃၅ရှိမယ်ပေါ့နော်ဒီမှာကျွန်တော်တို့နှစ်9ရှိမယ်အဲနှစ်6တက်ဆိုတာဒါထွက်ထားတာမဟုတ်တဲ့အတွက်ဖယ်လို့ရတယ်ပေါ့နော်အဲမှာနှစ်9ရှိရဲ့ဆောင်ကကန့်ကြီးတာဒီခွန်ရှိကိုတကွက်ပဲကြီးတာဘာလို့လဲဆိုတော့သူကဒီမှာရှေးပေါင်းရှင်းနဲ့ပြန်ပြန်ကြထားလို့မလို့အဲမှာတနေ့နှစ်နှစ်ကျော်ကရှစ်ခါတိုင်းနဲ့ခွတ်ရှင်းတဲ့ကဏ္ဍဆိုပြီးတော့ကျွန်တော်အဲ6ခွန်ရှိကို စနေဦးပိုင်းမှာကျွန်တော်ကြည့်ပြီးတော့နောက်ပိုင်း line မတင်မဲ့ထီစိတ်ကူးပြင်မဲ့မတင်ဖြစ်လိုက်ဘူးเนาะပြီးကြတော့ကျွန်တော်ကလေးလေးကျမ်းမာကြီးနည်းနည်းအဲအပူကြီးမများတော့ခဏခဏဖြားနေတော့ကျွန်တော်မတင်ဖြစ်လိုက်တာပေါ့เนาะအဲမှာခွာရှင်းတယ်အဲ့တော့သူ့ရဲ့အောက်မှာကျွန်တော်တို့ကထွက်မဲ့ကနန်းကို သူ့အဆက်နေနဲ့ဆက်ပြီးခဲ့ရင်ဒီမှာဆိုလဲ3ခုတင်နည်းနည်းကြော်ကဒီကိုးခါနဲ့ခွာကိုးရဲ့ဒီတုံးထိတ်ကြီးရဲ့ဆောင်းကဒီ3ခုနှစ်ကလည်းတနည်းနည်းနည်း3နှစ်4နှစ်5နှစ်မြောက်မှာဒါ3ခုနှစ်လိုက်ထွက်တယ်เนาะ3ထိတ်ကြီးနဲ့ထွက်တယ်သူကတော့3ထိတ်ကြီးနဲ့ပေါ့เนาะအဲ3နှစ်ခုကိုသူ့ဆောင်းမှာအဲ့လိုထွက်ပြီးမှဒီ3ခုတစ်ကိုဒီ လေးလေး6ရအောင်မှာ3 9တလို့ထွက်တာအဲ့လိုထွက်ပြီးမှသူ့ရအောင်မှာထွက်တဲ့ကနား300 300 5ဒီမှာဆိုလဲ190ကိုတနည်းနည်းကြော်ကဒီကိုခါတိုင်းနဲ့190ကိုလေးထိပ်ကြီးရဲ့စောင်းမှာပေါ့နော်ဒီခွာကိုရဲ့ဘေးကကိုခါနဲ့ကနန်းကိုဒီမှာ190လို့ထွက်ပြီးမှသူ့ရအောင်မှာထွက်တဲ့ကနန်းအဲ့ဒါပြီးတော့ကျွန်တော်တို့ကအဲ့မှာဘလို့ထွက်လဲဆိုတော့ကျွန်တော်အယူဆပေါ့နော်ကျွန်တော်ရှီပေါင်း9တန်လေးကိုကျွန်တော်9တန်တန်လေးပြောခဲ့ပြီးရ9ဒီ ဟိုနှလုံးပေါင်း90 6ချိန်လောက်ကြီးကြာနေတယ်ပေါ့နော်အဲ့ဒီမှာမှ9ကိုအခုခွန်နဲ့9ကြာမယ်ဆိုပြီးပြောထားတာဒီဘွဲမှာကတော့အခုခွန်နဲ့9ဖြစ်နိုင်ချေများတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ဇောင်းပေါင်းချင်းက9ပေါ့နော်6ရဲ့8ရဲ့10ရဲ့ဇောင်းပေါင်းချင်းကအဲ့မှာအခုနဲ့9တန်ပါရမယ်ဆိုတော့ကျွန်တော်တင်လေး10ပေါ့ဗျာအဲဒီမှာဆိုလဲကျွန်တော်တို့ကဒီမှာ၄၄၆နဲ့အသုံးလုံးပေါင်းချင်းကျွန်တော်တို့လေးဖြစ်ပြီးသူ့အောက်ကကဏ္ဍဒီနှစ်နှစ်ကျော်ကကဏ္ဍကိုရှုရတယ်ပေါ့နော်ရှုပြီးတော့ねသူ့အောက်မှာထွက်တဲ့ဒီ၃ည၃ည၅ဆိုတဲ့ကဏ္ဍမှာကျွန်တော်ကတော့ဇောင်းပေါင်းချင်းကနဲ့ နောင်ငါပေါ့နော်နောင်ငါကိုကျွန်တော်အပုခွားနဲ့ငါရမယ်အဲအဲ့လိုမျိုးလေးယူစားတာပေါ့နော်ဒါဆိုကျွန်တော်တို့ကဒီမှာတတိယကအနေနဲ့ဒါခွင့်ကိုချစ်ကွန်ကိုနှစ်နှစ်ကျော်ကဏ္ဍတော့ထွက်သွားပြီအဲ့တော့သူ့အောင်မှာထုံးမဲ့ကဏ္ဍမှာကျွန်တော်တို့ကအဲဒီဇောင်းပေါင်းချင်းငါဖြစ်မယ်ဆိုရင်နှစ်ထိပ်ပေါ့နော်နှစ်ထိပ်နှစ်လာရင်ကျွန်တော်လည်းအပုကြိုက်တယ်ဆိုနှစ်ပူပေါ့ဗျာအဲ့မှာငါးတန်ပအောင်ဆိုတော့နှစ်နှစ်သုံးတကွာပေါ့နော်သတင်းကျွမီသတင်းကျွကတော့မမီတော့ဘူးလေသတင်းကျွအခါမီကျွန်တော်တင်ပေးတာပေါ့နော်နည်းနည်းတော့အဲနောက်ပြီးတော့ကျွန်တော်တို့ဒီဆောင်းတစ်ပင်ကျော်ထွက်တဲ့ line ပေါ့နော်ဆောင်းနှစ်ပင်ကျော်မှာဒီ656ကို656ထွက်ပြီးတော့သူ့ရဲ့ ်တနည်းနည်းကြော်မှာထွက်ထားတဲ့ဒီ90ကလည်းကျွန်တော်ဒီနေ့3 4 5 6 9 9နည်းမြောက်မှာလိုက်ထွက်တယ်ပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့အလေးကိုလေးပေါ့နော်နှစ်နှစ်ကျော်ထွက်ထွက်တာနဲ့ဒီတပင်းတပင်းကျော်ကဒီဒီလေးဒီခွန်ဆိုတဲ့ကဏ္ဍကလည်းဒီနှစ်3 4 5 6ခွန်ခွန်နှစ်မြောက်ကိုလိုက်ထွက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာခွန်ရှိကိုကိုနှစ်နှစ်ကျော်မှာထွက်သွားပြီဆိုတော့သူကနေပြီးတော့တပင်းတပင်းကျော်ကဒီနှစ်နှစ်3ကလည်းဒီဘက်နှစ်ကိုထွက်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးယူဆတယ်အဲပြီးကြတဲ့ဘက်ကကျွန်တော် ကျွန်တော်လည်းမထိုးမိဘူးမမလည်းလည်းမထဲမိဘူး public ပေါ်လည်းကျွန်တော်ချမပြမိဘူးကိုကိုရှင်ပေါ့နော်ကိုထက်ကတော့ညမှာအကြိုက်တော့လားအဲ့မှတကြိမ် sorry ကလည်းနာမှာတကြိမ်နောက်ကြတယ်ဆိုပြီးတော့ကိုငါတက်တော့ထဲလိုက်ကြည့်တယ်ကျန်တဲ့တိုင်းကနှစ်စာပိုင်းမှာကျွန်တော်ပြောခဲ့ဘူးတယ်ပေါ့နော်ဒီမှာကျွန်တော်တို့နှစ်ပိတ်မှာနောက်ပေါင်းလေးပေါ့ဗျာဒီမှာတက်ထိတ်လို့ရပြီအဲ့ဒီထဲမှာသူကဒါနောက်ပေါင်းလေးနှစ်စာမှာရိုက်ပေါ့နော်ရှီပေါင်းလေးလို့ကြာရင်ပရိတ်လေးကြာအဲ့သူ့ရဲ့မြင်းကောင်မှာ၄ပရိတ်ပြန်ထော့ပေါ့နော်အဲ့ဒီထဲမှာသူက လေးခါလို့ထွက်ရင်သူ့အောင်မှာပရိတ်တည်ပေါ့ဗျာသူ့ဆောင်မှာတော့၉ပါပရိတ်ကအောင်ခဲ့တာပေါ့နော်အဲ့ဒီအချိန်မှာလည်းသူကဇောင်း၂ပင်ကျော်ကနန်းထွက်တယ်ဆိုပြီးတော့ကျွန်တော်နှစ်စပိုင်းမှာပြောခဲ့ပြီလေဒီ၃ကိုလေးက၉၃လေးလို့လိုက်ထွက်တာပေါ့နော်အဲ့ဒီခွန်ပရိတ်ရဲ့အောက်ကကနန်းကိုတိတ်မမေ့ရနော်ဒီခွန်တင်ကားကိုသူ့အောင်ကျွန်တော်တို့ဒီဇောင်း၂ပင်ကျော်ထွက်ပြီးရင်သူ့အောင်မှာလိုက်ထွက်တယ်နော်တပင်ကျော်မှာဟုတ်ပြီနော်တပင်ကျော်မှာလိုက်ထွက်တယ်ဒီမှာဆိုတော့ကျွန်တော်တို့က နှစ်ပိတ်မှာနောက်ပေါင်းလေးပေါ့နော်သူပေးမှာတစ်ထိပ်ပေါ့ဗျာအဲ့ဒီတည်းနှစ်ဆမှာလည်းသူကနောက်ပေါင်းလေးပဲအဲ့ဒီတည်းရှေးပေါင်းလေးကြာရင်ပရိလေးကြာပေါ့နော်ပရိလေးရဲ့မြင်းကုန်မှာထွက်တာကလည်း၄ပရိတ်ပေါ့ဗျာအဲ့ဒီတည်းမှာ၄ခါလို့ကြာရင်သူ့အောင်မှာပရိတ်တည်းပေါ့နော်သူသောမှာ၅ပါပရိတ်၄အောင်နဲ့သူ့အောက်ကထွက်တဲ့ခဏပေါ့နော်အဲ့ဒီတည်းမှာပဲသူကသူ့ရဲ့နောက်နောက်တစ်နှစ်မှာပေါ့နော်ဒီမှာ၃နှစ်ခွန်ကိုသူကနှစ်နှစ်ကျော်က၃နှစ်ခွန်ကို၃နှစ်ခွန်လို့ထွက်ထားတယ်အဲ့လိုဆိုသူအောက်တော့ကြောက်မှာဒီ၄ခါတိုင်းပြပရိတ်အောက်ကဒီ၆၈လေးကို၆၈လေးလို့လိုက်ထွက်တယ်ပေါ့နော် ဒီမှာဆိုလည်းကျွန်တော်တတိယကတ်ကဒီမှာနောက်ပေါင်းလေးတစ်ထိပ်ပေါ့ဗျာအဲနှစ်ဦးမှာလည်းနောက်ပေါင်းလေးပေါ့ခြေပေါင်းလေးကြရင်သူကအောက်မှာပရိတ်လေးထွက်တာသူ့ရဲ့မြင်းကုံမှာလည်း၄ပရိတ်ထွက်တာအဲ၄ပရိတ်ကြောင့်အဲ့ဒီထဲမှာ၄ခါလို့စကြရင်သူ့အောက်မှာ၁ပရိတ်အောင်လာသူ့အောက်မှာလည်း၅ပါနဲ့ပရိတ်ငါကျွန်တော်တို့ပြန်ကြအောင်လုပ်တယ်အဲ့တော့သူ့အောက်မှာထွက်ထားတဲ့ဒီ6 3 6ဆိုတဲ့ကဏ္ဍကဒီမှာဇောင်းနပင်ကြောကဏ္ဍဒီမှာထွက်တော်ပြီပေါ့နော်အဲ့တော့ဒီနေရာမှာ6 3 6တတိထားပေါ့နော်20ချိန်မှာအဲအဲ့လိုလေးပေါ့တလောက်ပါပဲနော်မိရလည်းပြတ်သွားပြီဆိုတော့ နောက်ထပ်နီးမှာပဲကျွန်တော်ပြန်တက်ခဲ့မှာပေါ့နော်အမှန်ကတော့ဒီလိုက်မှာကျွန်တော်အစ996ကိုရေးထားတာပေါ့နော်ဒီဟောင်းထဲမှာဆိုရေးထားတဲ့996ဒီမှာတစ်ထိတ်နဲ့ဒါရှီပေါင်းကနောက်ပေါင်းကပေါ့နော်ဒီမှာဆိုတုံညထိတ်နဲ့ရှီပေါင်းကနောက်ပေါင်းကပေါ့ဒီမှာဆိုကိုးထိတ်နဲ့နောက်ပေါင်းကရှီပေါင်းကပေါ့ဘာလို့လဲဆိုတော့အဲ့တစ်ထိတ်ကသူ့ရဲ့တစ်နှစ်ကျော်မှာပထမဆုံးထွက်တဲ့တစ်ထိတ်စီနဲ့ကနန်းကပြန်ကြကစားခဲ့လို့ပေါ့နော်ပြန်ကြကစားခဲ့လို့အဲ့မှာတစ်ပါတဲ့ကနန်းပေါ့နော်ရှီပေါင်းကနောက်ပေါင်းကနဲ့ဆော့ရဲလို့ထင်လို့ကျွန်တော်996ကိုရေးခဲ့တာနော်ဒီမှာဆိုလဲတုံညနဲ့ကျွန်တော်ရှီပေါင်းကနောက်ပေါင်းကကိုတစ်နှစ်ကျော်မှာသူက အဲတုံညထိတ်လို့စထွက်ရင်အဲ့ကနန်းကပြန်ရကြကြလို့အဲတနည်းကြောင့်မှတုံညပါတဲ့ရှီပေါင်းကနောက်ပေါင်းကပေါ့နော်ရှီကနောက်က၅ခုပေါ့ဗျအဲ့လိုမျိုးဆော့လေးလို့ယူစတာပေါ့နော်ဒီမှာဆိုလည်းကျွန်တော်တနည်းကြောင့်မှသူက၉ထိတ်လို့စထွက်ရင်အဲ့ကနန်းကပြန်ရကြကြတာပေါ့အဲ့တော့သူ့ရဲ့တနည်းကြောင့်မှဒါ၉ပါနဲ့ရှီကနောက်ကပေါ့နော်ဒါမှမဟုတ်ရင်၉၉၆၉၆ပေါ့ဗျအခုကအဲ့လိုမျိုးကျွန်တော်ယူထားတာဒီအဟောင်းထဲမှာဆိုတာ၉၉၆ကိုယူထားတာပေါ့နော်အဲ့မှဒီဘက်မှာလည်းကျွန်တော်၉၉၆လေးအရန်နေနဲ့ထည့်လိုက်တယ်နှစ်နဲ့သုံးတော့ထိုးကြည့်ပေါ့ဗျာ အဲပြီးကြတဲ့ပွဲကဟိုလိုဆိုသုံးပတ်တက်လိုက်ပေါ့ငါသုံးပတ်တက်လိုက်ပေါ့မှာကျွန်တော်ကအဲကိုးခွန်ရှိကိုဗရိတ်ရှိကိုမဲတန်သွားတဲ့သူကကိုးခွန်ရှိကို line မလဲမတင်ဘူးပေါ့နော်ထိုးလည်းမထိုးမိဘူးအဲ့လိုဖြစ်သွားပြန်ချမရှိဘူးလားပြန်ချကဒီ line မှာထိုးမယ်ဆိုထိုးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကမကြိုက်ဘူးပြဒါမှမဟုတ်ကိုကြိုက်ရင်တော့ထိုးဖို့ဒီဒါလေးကကျွန်တော်ရောင်ခွဲလေးဆွဲလိုက်တာပေါ့မှာဒီနှစ်ပင်ကျော်ဒီ ကနန်းပြန်တက်ပေါ့နော်တက်ပြီးမှသူ့အောင်မှာပြန်ညဆော့တာဟုတ်အဲ့မှာကျွန်တော်က၄ဘိတ်၄ဘိတ်အောင်မှာပြန်ညဆော့ထားခြင်းကြောင့်အဲသူ့အောင်မှာဒါပြန်ညကြိုက်ရင်တော့ဆော့ပေါ့နော်ကိုးပါရင်တက်ပါတက်တယ်ဆိုလို့ကိုးငါတက်ထိုးတာဟုတ်တယ်ဒီမှာဆိုလည်းဒါလေးလေးကိုးကိုနှစ်ပင်ကျော်မှာလေးကိုးလေးလို့ထွက်ပြီးမှအဲသူ့ရဲ့အောက်မြင်းကုန်မှာလည်းဒါသူက၃ဘိတ်၃ဘိတ်ရဲ့ဆောင်းမှာဒါပြန်ညသူကနှစ်ဆိုင်တစ်ဆိုင်ဆော့အောင်မှဒီကောင်ကတော့ခွဲသွားပြီပေါ့နော်ကျွန်တော်၄ဘိတ်၄ဘိတ်ရဲ့ဆောင်းမှာပြန်ညကြတယ်ဒီ၄၅၆ကတော့ဒီတက်တရကံမှာအဲနောက်ကျသွားတယ်နော် ီမှာဆိုလဲဒါလေးကိုလေးကိုလေးလေးကိုကိုကျွန်တော်တို့ဒီမှာနှစ်နှစ်ကျော်မှလေးကိုလေးဆောင်းပြန်တက်ပြီးမှသူ့အောင်မှပြန်ကြကြတော့ဟိုအဲ့ကြတော့လဲသုံးပိတ်သုံးပိတ်ရဲ့ဆောင်းမှပြန်ကြကြတာအဲ့တော့ကျွန်တော်တို့ကဒီမှာနှစ်ပိတ်နှစ်ပိတ်ရဲ့ဆောင်းမှဒီဖိလိနဲ့ကျွန်တော်တို့ဒီရှီပေါင်းရှင်းနဲ့ပြန်ကြလဲအောင်ခဲ့ပြီးပြီပေါ့နော်အဲ့တော့ဒီခွန်ရှိကိုခွန်ရှိကိုနှစ်ပင်ကျော်တက်ထားခြင်းကြောင့်သူ့အောင်မှပြန်ကြထိုးမယ်ဆိုရင်ထိုးလို့ရတယ်တယူတော့မတန်နဲ့ပေါ့နော်ကြိုက်ရင်ထိုးပေါ့ဒါမှကျွန်တော်ကပြန်ကြအဲဒီနေ့ထဲမှာတစ်ချိန်ပဲကျွန်တော်ကကြိုက်တာဆိုတော့ကျွန်တော်ကအကြိုက်ကတော့မဟုတ်ဘူးပြအကြိုက်ရင်တော့ထိုးကြပေါ့ပြန်ပြန်ထိုးခြင်းအဲပြန်ကြကိုတဲ့သူက အဲဒီ line နဲ့သွားချုပ်မယ်ဆိုရင်တော့အဲတကွက်သေးပေါ့နော်တကွက်သေးပေါ့ဒီရှိကျွန်တော်တို့ဒီနှစ်ပိုင်းကနောက်ပေါင်းလေးတစ်ထည့်ရိုက်တယ်အဲနှစ်စာမှာနောက်ပေါင်းလေးရိုက်ရင်ရှိပေါင်းလေးရိုက်ပလေးလေးရိုက်ပေါ့နော်အဲ့ဒီထဲကညီကိုစီနီယာတကွက်ကတဲ့သူကဒီ၄၉3ကို၄၉3လို့ထွက်ပြီးရင်သူ့အောင်မှညီကိုစီနီယာတကွက်ပြန်ထွက်နေတယ်ဒါညီကိုစီနီယာကြိုက်တဲ့သူတို့ကပေါ့နော်ဒီ၈၉ခွန်ကဒီမှာ၉၈ခွန်လို့လိုက်ထွက်နေတယ်ဟုတ်ပြီနော်အဲ့လိုအောက်ပြီးရင်တော့သူ့အောင်မှထွက်တဲ့ခွန်တင်၅ကကျွန်တော်တို့ဒီမှာ၄ခါပလေးတစ်သူ့အောက်ကကဏ္ဍပေါ့နော်တဲ့ပေါ့ ။ဒါဆိုကျွန်တော်တတိယကလည်းဒီမှာနှစ်ပိတ်မှာနောက်ပေါင်းလေးတစ်ထိပ်ပေါ့နော်။ဒီမှာနှစ်ဦးမှာနောက်ပေါင်းလေးရှစ်ပေါင်းလေးရရင်ဗလိတ်လေးသူ့ရဲ့မြင်းကုန်မှာ၄ဗလိတ်အဲ့ဒီထဲမှာပထမဆုံး၄ခါကြာရင်ဗလိတ်ပြကြတယ်ပေါ့နော်။အဲသူ့ရဲ့အောက်ကထွက်ထားတဲ့ဒီ၈၆၈၈လေးကလည်းသူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့ငါ၃မိခွန်ကို၃မိခွန်နှစ်ပင်ကျော်ရွှေ့ပေါ့နော်ရွှေ့ပြီးတဲ့နဲ့သူ့အောင်မှာထွက်တဲ့ဒီတင်းနဲ့တုံးဆိုတဲ့ညီကိုစီနီယံကလည်းကျွန်တော်နှစ်ဦးမှာနောက်ပေါင်းလေးရရတဲ့နေထဲကညီကိုစီနီယံတကွက်ပေါ့နော်အဲ့လိုထွက်ပြီးရင်တော့သူ့အောင်မှာ၆၈လေးတဲပြန်ထွက်တယ်ပေါ့နော် ဒါဆိုကျွန်တော်တတိယကံမှာလည်းဒီမှာနောက်ပေါင်းလေးတစ်ထိပ်ပေါ့ဗျာဒီမှာကျွန်တော်နှစ်ဦးမှာနောက်ပေါင်းလေးရှေးပေါင်းလေးရရင်ပရိလေးရိုက်တယ်သူ့ရဲ့မြေကောင်မှာပရိလေးရိုက်တယ်အဲ့ဒီထဲမှာ၄ခါလို့စထွက်ရင်ပရိပြစ်လို့အောင်းတယ်သူ့ဆောင်မှာလည်း၅ပါပရိလေးအောင်းတယ်အဲ့တော့သူ့ရဲ့အောင်းမှာထွက်ထားတဲ့ဒီ၆ပုံက၆ဆိုတဲ့ကဏ္ဍကဒီပြင်ငါးကိုလို့ထွက်ထားတဲ့နှစ်ထဲကပေါ့နော်ညီကိုစီနီယာဒီ၈ချောက်ကလည်းထွက်ပြီးသားဒီခွန်ရှိကိုလည်းအခုထွက်ပြီးသားပဲတော့ပဲမဲ့သူကဒီခွန်ရှိကိုကိုခွန်ရှိကိုလို့နှစ်ပင်ကြောင်မှာထွက်ပြီးမှဒီအောင်းမှာညီကိုစီနီယာထက်ရိုက်မယ်လေညီကိုစီနီယာလည်းဆင့်ရိုက်မယ်ပေါ့နော်ဆင့်ရိုက်မယ်အဲ ဒီ2015ခုနှစ်ထဲညီကိုစီနေဆိုဒီ6ချက်ပုံဒီမှာထွက်ပြီးသားကိုပြန်ကြအနေနဲ့ထွက်သွားခဲ့တယ်ဆိုရင်တော့ဒါ636နောက်ဘက်မှာထိုးပေါ့ဆိုလိုရင်ပြန်ကြတယ်ရှိတယ်ဒီ78ချိန်မှာပြန်ကြလိုက်ပြီးရှိတယ်เนาะကြာရင်တော့ထိုးပေါ့နှစ်နှစ်တော့နောက်စီးဒီဒီပွဲလို့ဆိုတော့နှစ်နှစ်သုံးကောင်းနေပြအဲဒီ plane ထဲမှာပဲသူကကျွန်တော်တို့ဒီ9ခန်းလောက်လဲသူစနစ်ပါတယ်เนาะကျွန်တော်တို့ဒီ6ချိန်ကြာမှာပဲခွန်ရှင်းနဲ့9ခန်းစရိုက်တယ်เนาะနှစ်စရနေပြီးတော့အဲဒီမှာလဲကျွန်တော်ဒုတိယကတ်မှာလဲအဲ့လိုပဲဒီခွန်ရှင်းနဲ့ပဲ 9ချိန်မှာပဲ sorry 6ချိန်မှာပဲပြန်စရိုက်တာเนาะ9တန်။ဒါဆိုဒီမှာတန်တော့တတိယကလည်းဒီမှာဒီကြမှာ9တန်ထွက်တာဒီကြထဲမှာ9တန်မပါဘူးเนาะ6ချိန်ကုန်မှာ9တန်။အဲ့လို9တန်ကသူကဒီမှာတတန်ထွက်ပြီးဒီမှာ2ချိန်ပေါ့เนาะဒါလည်းရှိပင်းကားတော့9လည်းယူလို့ရတယ်เนาะ။ဒီမှာ2ချိန်ပေါ့1 2 3ကျွန်တော်တို့3ချိန်4ချိန်5ချိန်6ချိန်9ချိန်ဒီမှာ10ချိန်ဒီမှာ9ချိန်ထိထွက်တယ်ပေါ့เนาะ9ပွဲထိထွက်တယ်ပေါ့ပြောရမှာစမ်း။ အပွဲကြီးလည်းကျွန်တော်စောရင်းနဲ့ရေးပြခဲ့ပြီเนาะဒါလွဲတာမလွဲတာတော့ကျွန်တော်လည်းအပိုင်မသိဘူးဒါပေမဲ့ဒုကစားတဲ့ဟာကိုကျွန်တော်တို့ကဒီမှာစနစ်ပါလို့ပေါ့เนาะကျွန်တော်တို့ဒီ6ကျင်းကျမ5000စကစားတဲ့ငစားတော့လည်း9000တွဲနဲ့ကစားတယ်အဲ့မှာ5000တပွဲပေါ့เนาะဒီမှာ2ပွဲပေါ့3 3ပွဲပေါ့เนาะဒီမှာ4ပွဲ5ပွဲ6ပွဲဒီမှာ9ပွဲဒီမှာ10ပွဲဒီမှာ9ပွဲဆိုပြီးတော့ပြည့်အောင်ကစားတာပဲအဲ့ဒီမှာသူကရှိအပူခွားနဲ့5000ပါတယ်ပေါ့ဗျာဥပမာဟို ရောဒီတလေးတည်းဆိုရင်ဒါရှီပေါင်းငါးနောက်ပေါင်းငါးပေါ့နော်ဒါ300 300ငါးဆိုရင်ဒါခွာငါးနောက်ပေါင်းငါးပေါ့နော်ငါးနှငါးဆန်ထွက်တယ်ပေါ့ဗျာပြောရမှာဆိုအဘူးခွာနဲ့ငါးဆန်တခုအပီးရိုက်တယ်ပေါ့အဲဒီတလေးတည်းဆိုရင်ကျွန်တော်အဘူးခွာနဲ့ငါးဆန်အပီးရိုက်တယ်ပေါ့နော်ငါးဆန်နှစ်ဆန်ထွက်တယ်ပေါ့ဒါဆို300 300ငါးမှာလည်းငါးဆန်နှစ်ဆန်ထွက်တယ်ပေါ့နော်အဲ့တော့မိမိကြိုင်းနေတဲ့လို့အခြားငါးဆန်ကိုဥပမာခွန်ရှိခွန်လို့ခွန်ခွန်ရှိလို့လိုမျိုးဆိုတယ်ဒါငါးဆန်နှစ်ဆန်ထွက်တာပဲနော်ဇယ်ခွက်ဆိုင်ကျွန်တော်မပေးခြင်းလို့ဒါနှစ်နှစ်သုံးခုကျွန်တော်မူရင်းနှန်းဆိုင်ကဒီအရွှေအခုအကြဆိုင်တွေကိုပေါင်းပြတာပေါ့နော်6ခွန်နှစ်မှာ9ပြန်မှာအဲ့တော့နှစ်နှလုံးပေါ့နော်နှစ်ဘူးနဲ့ဒါနှစ်နှစ်သုံး ၅တန်း၂တန်းထွက်တယ်ပေါ့ဗျာတနေ့သုံးဆက်ကြာနိုင်သလားတနေ့သုံးကတော့ကျွန်တော်မကြိုက်ဘူးဗျညီကုန်းစင်ညာဆင့်ရိုက်ဖို့ဆိုတော့နည်းနည်းခဲရင်းတယ်ပေါ့နော်နောက်ပြီးတော့တနေ့တွဲဆိုရင်ထိုးမနေနဲ့တနေ့တွဲပြောက်တော့ကြာပြီနော်ဘာလို့ပြောက်တယ်ဆိုတော့လည်းကျွန်တော်သိတယ်တနေ့တွဲတနေ့ရှိတွဲဆိုထိုးမှာဆိုတော့ထိုးမနေနဲ့အဲ၃နှစ်တက်တော့ဘာလို့ထိုးမှာဆိုတော့ထိုးပေါ့အဲ့လိုအဲ့လို ဟုတ်ပြီနော်ကျွန်တော်တို့ဒီဖရင်လေးကတော်တော်လေးကိုနှမျိုးဖို့ကောင်းပါတယ်ကျွန်တော်လည်းမပေါက်လည်းမပိတ်တယ်လည်းမပိတ်မိဘူးအဒီအဟောင်းထဲမှာဆိုရှုပ်ချက်ခက်လို့အဲမှာကြည်ထားတာပေါ့နော်ဒီကို60ကိုဒါနည်းနည်းကြောကနန်းဒီမှာ6 6ခန်းနဲ့ပေါ့ဗျာအဲမှာ၄ထည့်ရဲဆောင်းကကနန်းခွာကိုလည်းခံရမယ်ပေါ့နော်အဲ့လိုမျိုးလေးတေးထားပြီးတော့ကိုလည်းမထုံးမိဘူးလိုင်းပေါ်လည်းမပေးမိဘူးပေါ့နော်ဒီမှာလည်းကိုခါ၃ထည့်ရောင်းသွားတယ်နော်ပေါ့နော်ခွာကိုလေးခံတယ်ဒါဆိုလည်းဒီမှာလည်း၈ခါပေါ့ခွာ၈ခါလည်းဒီမှာခံတာဟိုဒီနှစ်သောင်းမှလည်းနှစ်ထည့်နဲ့ကနန်းကလည်းထွက်ပြီးသားပေါ့နော် အဲ့လိုကံမပါဘူးပေါ့ဘလို့ဆိုသုံးသုံးပတ်တိုက်ပေါ့အောင်မယ်ပေါ့နည်းနည်းလေးလွဲသွားတယ်ရှစ်ပရိတ်ကလည်းကျွန်တော်မဲတန်သွားတော့ပြီးရောပဲနော်မမ်ဘာဝင်ကြီးมาတယ်တဲ့မမ်ဘာဝင်ကြီးဒီခွန်ကားခွန်လေးနှစ်တရားပိုက်ပါတော့မဟုတ်ဖုန်းတာဆက်ပါနော်နှစ်ကုန်ထိဝင်ရင်တော့ကျွန်တော်တစ်ချိန်9000ပဲလာမယ့်နှစ်ကျရင်တော့ကျွန်တော်9000လည်းမရဘူးနော်အဲ့ဒီ20နဲ့20ချိန်လောက်ဆိုကျွန်တော်လာမယ့်နှစ်အတွက်ကြိုးခေါ်တော့မှာပေါ့နော်အခုလောလောဆယ်တော့မခေါ်သေးပါဘူး လာမယ့်နေ့ကျရင်တော့ကျွန်တော်တို့ Facebook သုံးလို့ရတယ်ဆိုရင် Facebook account ပေါ့နော် Facebook account အဲ့မမအုံးကြီးအတွက်တက်တက်တစ်ခေါက်ဖွင့်မှရမှာ blue file နဲ့ကျတော့ကျွန်တော်တို့တချို့ file နဲ့ကျတော့ပေါ့နော်ကိုလိုရင်းကိုပဲဆွဲပြီးပြောရတာဆိုတော့အဲ့ frame အပြည့်စုံနဲ့ပြလို့မရဘူးအဲ့ frame ထဲမှာဘာတွေလုပ်မယ်ဆိုတဲ့ဟာကိုလည်းကြိုပြောလို့မရဘူးဖြစ်နေပေါ့နော်တချို့ဟာတွေဆိုရင်အဲ့သူကလည်းသူတို့လုပ်တော့လုပ်မရဘူးပဲအဲ့လေးထိပ်စီလည်းနီးပြီနော်လေးထိပ်စီလည်းဒီနေ့ထဲမှာပြောင်းနေတဲ့ထိပ်က9.1လေးပေါ့နော်ကိုကိုကတော့ထွက်လာပြီဆိုတော့9.1လေးထိပ်ကျန်နေတယ်နော်9.1လေးထိပ်ထဲမှာလေးထိပ်စီက ျွန်တော်နီးလာပြီเนาะ19 20 21မှာကြိုက်တယ်ဘယ်ချိန်ရလို့တော့မသိသေးဘူး